မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ9ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့အနိုင်ငံတကာသတင်းတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့အနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါထိုင်းနိုင်ငံမှာအသက်ဝင်လာတဲ့ဥပဒေအသေးရအများနဲ့သက်ဆိုင်တဲ့ area တွေမှာခွင့်ပြုခြင်းပြင်ပအရက်ဘီယာတောက်ရင်ဒဏ်ငွေဆောင်ရတော့မယ်လို့သိရပါတယ်အရက်သေးစားထိန်းချုပ်ရေးဆိုင်ရာဥပဒေသစ်ဟာနိုဝင်ဘာလ8ရက်နေ့မှာစတင်အသက်ဝင်လာပါတယ်ထိုင်းကစူပါမားကတ်တွေဈေးဆိုင်တွေမှာ နေ့လယ်2နာရီကနေညနေ9နာရီအတွင်းအရက်ဘီယာရောင်းချမှုကိုကန့်သတ်ပိတ်ပင်ထားမှုဟာ1982ခုနှစ်ကတည်းကဥပဒေရှိထားပြီးသားပါဒါပေမဲ့ဥပဒေအသက်ကတော့အဲ့ဒီအချိန်ကာလအတွင်းအရက်တောင်းမှုကိုပါကန့်သတ်လာတာဖြစ်ပါတယ်တောင်းမြင့်ချိန်အတွင်းတောင်းမြင့်ထားတဲ့နေရာတွေမှာအရက်တောင်းရင်အ ਨੇ ဆုံးဒဏ်ကြေးဘတ်တပေါင်းလောက်ပေးရမယ်ဆိုပြီးဥပဒေကပြဋ္ဌာန်းထားတာပါဒါဟာ American Dollar 300ဝန်းကျင်လောက်နဲ့ညီမျှပါတယ်ဒါပေမဲ့ဥပဒေမှာချင်းချက်နဲ့ခွင့်ပြုထားတာတွေတော့ရှိပါတယ် ဟိုတယ်တွေလိုင်စင်ရပါတွေဖြောပြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေလေဆိပ်တွေမှာတော့အချိန်အကန့်အသတ်မရှိဘဲအရက်ကိုတဲခင်းခွင့်ရောင်းချခွင့်ရှိပါတယ်ဥပဒေတည်ရဲ့အဓိကရည်ရွယ်ချက်ကတော့တောက်တုံးသူတွေကိုယ်တိုင်ကိုယ့်ကိုယ်ကိုထိန်းသိမ်းကြစေဖို့ဖြစ်ပါတယ်ဒါ့အပြင်အရက်ကြော်နာနဲ့ပတ်သက်တဲ့ဥပဒေတွေကလည်းပိုပြီးတင်းကျလာပါတယ်အရက်ကုမ္ပဏီတွေဟာထုတ်လုပ်တဲ့ကုန်ပစ္စည်းရဲ့အချက်အလက်တွေကိုမှန်မှန်ကန်ကန်တိတိကျကျဖော်ပြရမှာဖြစ်ပါတယ်နောက်ပြီးအနုပညာရှင်တွေလူသိသင်ရှာပုံကိုယ်တွေဟာအရက်ကြော်ညာခွင့်ရှိတော့မှာမဟုတ်ပါဘူး တချို့အရက်ပါတွေစားသောဆိုင်ပိုင်းရှင်တွေကတော့ဥပဒေအစ်ကြောင့်လုပ်ငန်းထိခိုက်လာမှာကိုစိုးရိမ်တယ်လို့ပြောပါတယ်။ဖောက်တဲ့တယောက်ဟာနေ့လယ်နှစ်နာရီမတိုင်ခင်မှာဘီယာဝယ်လို့ရပါမယ်။နှစ်နာရီကြော်သားရင်စက်ပြီးတောက်ခွင့်မရှိတော့ဘူးဆိုတာမျိုးဖြစ်နေကြောင်းဒေသမြေချက်မျိုးဟာစားသောဆိုင်လုပ်ငန်းတွေကိုတေချာပေါက်တက်ရောက်ထိခိုက်စေနိုင်ကြောင်းထိုင်းစားသောဆိုင်များအဖွဲ့ချုပ်ဥက္ကဋ္ဌချာနွန်ကော့ချာရုံကပြောကြားသွားခဲ့ပါတယ်။တတ်မှတ်ချက်အတွင်းပြင်ပမှာအရက်တောက်ရင်ဒဏ်ကျေးချမယ်ဆိုတဲ့တတ်မှတ်ချက်ကြောင့်ရောင်းအားထက်ဝက်ကျသွားနိုင်တယ်လို့ ဘန်ကောက်စားသောက်ဆိုင်တစ်ခုရဲ့မန်နေဂျာတစ်ယောက်ကသတိပေးခဲ့တာပါတချို့ကလည်းအကျင့်ပြအရာရှိတွေကအဲ့ဒီဥပဒေကိုအတုံးချပြီးတောက်သုံးသူတွေစီးပွားရေးလုပ်ငန်းတွေပေါ်မမျှမတဆက်ဆံပြီးဒဏ်ကြေးကောက်ယူတာတွေရှိလာမှာကိုစိုးရိမ်နေကြပါတယ်အရက်ရောင်းချမှုကန့်သတ်ချက်တွေကိုဖြေလျှော့ရေးတိုက်တွန်းတောင်းဆိုနေတဲ့အတိုက်ခံအမတ်တူဖြစ်တဲ့ Toffee Pop ကတော့ထိုင်းမှာတနေ့ကို24နာရီအရက်ရောင်းချခွင့်ရှိတယ်လို့တိုက်တွန်းသွားခဲ့ပါတယ်ရှင်လမ်းပေါ်မှာပြိုင်ပေါင်းကြတဲ့ကားတွေထဲကတစ်စီးက ဘာတစ်ခုကိုဝင်တိုက်မိလို့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာလူလေးယောက်ထပ်မံတိဆုံးပြီးဒါဇင်နဲ့ချီတရရရှိခဲ့ပါတယ်။ဖလော်ရီဒါရဲ့တမ်ပါဘေးအေရီးယားရဲတပ်ဖွဲ့ကအစင်ကျင်မဲ့မောင်းနှလာတဲ့ရင်မောင်းကိုရဲတွေကလိုက်လံတားဆီးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲကားကလည်းလမ်းဘေးမှာ ရှိတဲ့အရက်ပါတစ်ခုတည်းဝင်တိုက်ခဲ့တာလို့ပြောပါတယ်။နိုဝင်ဘာလ၈ရက်မနက်အစောပိုင်းကဖြစ်စင်မှာအရှိန်နဲ့မောင်းဝင်သွားတဲ့ပြန်ကားကြောင့်အရက်ပါရှိမှရှိနေသူ၃ယောက်ကပွဲချင်းပြီးတိဆုံးခဲ့တာပါ။နောက်ထပ်တစ်ယောက်ကတော့ ဆေးရုံမှာကွယ်လွန်ခဲ့တာလို့သိရပါတယ်။ဒီဖြစ်ရမှာထိခိုက်ဒဏ်ရာရသူ73ယောက်ရှိခဲ့တယ်လို့လည်းသိရတာပါ။အသက်22နှစ်အရွယ်ရင်မောင်းကတော့အခင်းဖြစ်တဲ့နေရာမှာပဲဖမ်းဆီးရမိခဲ့တာပါ။သူဟာညပိုင်းအချိန်လမ်းတွေပေါ်မှာတရားမဝင်ပြုလုပ်တဲ့ကားပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့တဲ့နောက်အဝေးပြေးလဲရဲတပ်ဖွဲ့ကအထောက်လန်းချေရခန့်မိသွားခဲ့တာပါ။ဒါကြောင့်ရဲကားတွေကသူ့ကိုအပူတပြင်းလိုက်ဖမ်းခဲ့ပြီးနောက်ဆုံးတော့ဘားကိုဝင်တိုက်တဲ့အချိန်နှစ်ထိဖြစ်သွားခဲ့တာပါအဝေးပြေးလမ်းရဲတပ်ခွဲက PID maneuver လို့ခေါ်တဲ့နည်းစနစ်ကိုအသုံးပြုပြီးအဓိကကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်။နည်းစနစ်ရဲ့သဘောကတော့ထွက်ပြေးနေတဲ့ကားစီးကိုလမ်းဘေးတွေဘက်ရုတ်တရက် ရောက်သွားပြီးရပ်တန့်စီဖို့ဖိအားပေးခြင်းဖြစ်ပါတယ်။ဒီနည်းစနစ်နဲ့ပတ်သက်လို့အငင်းပွားမှုတွေလည်းအများကြီးရှိနေတာပါ။ဒီနည်းစနစ်ကိုသုံးရင်လမ်းသွားလမ်းလာတွေထိခိုက်သေးကြတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့မှုပါတယ်။2023ခုနှစ်မှာတော့ Federal အစိုးရဟာပြည်내အစိုးရရဲတပ်ဖွဲ့တွေအနေနဲ့ အဲ့ဒီနည်းစနစ်အစားပိုပြီးဘေးထွက်ဆိုးကျိုးနည်းပါးနိုင်တဲ့နည်းလမ်းတွေကိုရှောင်ဖွေဖို့တိုက်တွန်းခဲ့ပူပါတယ်။အခုဖြစ်စမှာတော့ဖီအားပေးတားဆီးမှုဟာမအောင်မြင်ခဲ့ကြောင်း။ဒါကြောင့်ရဲတွေကပြန်ကားကိုလိုက်ဖမ်းနေမှုကနေလက်လျှော့လိုက်ကြောင်း။ဒါပေမဲ့ကားကတော့အရှိန်မထိန်နိုင်ပဲဘားကိုဝန်တက်မိကြတာဖြစ်ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဘားရှိကပလက်ဖောင်းပေါ်မှာလူတွေဒါဇင်နဲ့ချီစုဝေးနေခဲ့ကြတာပါ။ဖမ်းမိထားတဲ့ရင်မောင်းရဲ့နာမည်ကိုတော့ Bradley လို့ဖော်ပြထားပြီးမျိုးရိုးနာမည်ကိုတော့မဖော်ပြခဲ့ပါဘူး။ ရတ်လေဝန်တမ်းမိခဲ့တဲ့ဘာဟာ LGBT အတိုင်းအဝိုင်းကြားမှာလူသိများတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ရင်မောင်းဟာမုံတွေးမှုအစွဲတစ်ခုခုကိုအခြေခံပြီးဘာကိုဝန်တိုက်ခဲ့တယ်ဆိုတဲ့ဘာအထောက်ထားမှာတော့မရှိဘူးလို့ရဲတွေကဆိုပါတယ်။တမ်ပါပြီးရဲတပ်ဖွဲ့အကြီးအကဲလီဘာကော်ကဖြစ်သွားတဲ့ကိစ္စဟာလက်ခံဖို့ခက်ခဲလွန်းတဲ့ကြေကွဲစရာအခြေအနေတစ်ခုလို့ပြောကြားခဲ့ပြီးထိခိုက်သေးဆုံးခဲ့သူတွေမိသားစုဝင်တွေနဲ့ထပ်တူနာကျင်ခံစားရကြောင်းပြောပါတယ်။အစဉ်အမြဲမောင်းနှင်မှုတွေဟာ လူအသက်တွေကိုအမြဲချင်းချောင်နေကြောင်းရဲတပ်ဖွဲ့အနေနဲ့ထိခိုက်ဒေဆုံးသူတွေအတွက်တရားမျှတမှုကိုရှာဖွေပေးဖို့ကြိုးစားနေကြောင်းလဲဖလော်ရီဒါအဝေးပြေးလမ်းရဲတပ်ဖွဲ့ကလူမှုကွန်ရက်မီဒီယာအိတ်မှာထုတ်ပြန်ခဲ့ပါတယ်ရှင်အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ပေးကြပါအောင်ရှင်တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ဆုတ်ခွာသွားမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမုံမေမြို့ကိုစုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အဲ့ဒီမြို့မှာအခြေစိုက်ထားတဲ့တော်လရေးတပ်ဖွဲ့နှစ်ဖွဲ့က People's Spin ကိုပြောပါတယ် တစင်းတစက်ခေါ်စစ်စင်ရေးဒုတိယပိုင်းမှာ TNL ဥဆောင်ပြီးပူပေါင်းတက်တွေသိမ်းပိုက်ခဲ့တဲ့မုံမိတ်မြို့မှာ TNL အပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်တပ် KBDF ကျောင်းသားတပ်မတော် ABSDF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ NUG လက်အောက်ခံမုံမိတ်ခရိုင်ပကဖတပ်ဖွဲ့တွေလည်းအခြေစိုက်တယ်လို့သိရတာပါမုံမိတ်မြို့မှာရှိတဲ့တော်လရေးတပ်ဖွဲ့တစ်ခွဲကဒီဘက်ကတော်လရေးအင်အားစုတွေကလည်းပေါင်းပြီးကာမဲလို့ပြောတယ်ဒီလိုပုံစံမျိုးဆိုတော့အခြေအနေတော့အဆောက်ကြီးရမှာပေါ့ ဒါပေမဲ့ဒီဘက်ကတော်လရေးအင်အားစုတွေညှိတွားရင်တော့တော်တော်နဲ့ထိုးဖို့မလွယ်ပါဘူးလို့သူကဆိုပါတယ်။ဒါ့အပြင်တီယန်နလီနဲ့တူမုံမိတ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လရေးတပ်ဖွဲ့တစ်ဖွဲ့ကလည်းမုံမိတ်မြို့ကိုလက်ရှိကျန်းနေတဲ့တော်လရေးအင်အားစုတွေနဲ့အဆက်လက်ခုခံကာကွယ်သွားမယ်လို့ People's Spin ကပြောပါတယ်။တအန်းကဆုတ်ခွာသွားမယ်လို့ဆိုပေမဲ့ကျန်းတဲ့အဖွဲ့တွေကဆက်တိုက်မယ်ဆိုတော့အားလုံးအတူတူဆက်ချရမှာပေါ့။အားလုံးညီညွတ်ဖို့ပဲလိုပါတယ်လို့အဲ့ဒီတော်လရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ KIA KBDF နဲ့ ABSDF တို့ဟာ2024ဇန်နဝါရီကမုံမိတ်မြို့သိမ်းတိုက်ပွဲမှာပောင်းဝင်ဆင်နွှဲခဲ့ကြပါတယ်။မြို့တစ်မြို့လုံးသိမ်းနိုင်လို့နေပါအခြေအနေမှာတော့တီယန်နယ်လေးနဲ့ညှိနှိုင်းပြီးပြန်ဆုတ်ခွာခဲ့တာပါ။အဒီနောက်စစ်ကောင်စီတပ်ကအင်အားအများပြားနဲ့မုံမိတ်မြို့ကိုအင်အားဖြည့်ခဲ့ပါတယ်။ဒသ၂၀ခုဒုတိယပိုင်းမှာတော့တီယန်နယ်လေးဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက2024ဇူလိုင်31ရက်မှာမြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါ။မုံမိတ်မြို့ကိုစစ်ကောင်စီပြန်ရသွားမယ်ဆိုရင် KIA သိမ်းပိုက်ထားတဲ့မဘေးမြို့ကိုစစ်ဦးလှည့်လာနိုင်တယ်လို့မိုးမိန်မြမရှိတဲ့တော်လရေးသတင်းရင်းမြစ်ကဆိုတာပါမိုးမိန်နဲ့မဘေးမြို့က35မိုင်ခန့်ပဲကွာဝေးပါတယ်တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီနဲ့အစွေးနဲ့အပြစ်ရဆဲခဲ့ရတဲ့တီးရနယ်လေကမိုးကုန်းနဲ့မိုးမိန်မြို့ကနေဆုတ်ခွာမယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့မှာကြေညာခဲ့တာပါတီးရနယ်လေကအထုတ်ပြန်ကြေညာပြီးနိုင်ပိုင်းအကြာမှာပဲအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအစ်စီယုံချုပ်ရဲ့အမေပေးကွက်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ကမန္တလေးတိုင်းဒေသထင်းကျုံနေမျိုးတွေကိုကာကွယ်ဖို့မေဖတ်တော်လရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့ကြေညာပါတယ်။မုံမေမြို့ကာကွယ်ရေးနဲ့တော်လရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့တပ်ဖွဲ့ဝင်တွေကိုလည်းပြည်သူ့ကာကွယ်တပ်မတော် PDF မုခုပြွာကပြန်လည်ဖိတ်ခေါ်တဲ့ကြေညာချက်ကိုအော်တိုဘလ30ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ်ရှင်။နေပြည်တော်နဲ့မန္တလေးဘက်ကနေကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ထင်းကျုံနေမြေစီတဲလာတဲ့ တရုတ်ငွေယွမ်သိန်းချီကိုနိုဝင်ဘာလပထမပတ်မှာသိမ်းဆည်းရရှိခဲ့တယ်လို့ကချင်တိုင်းမဲ့တချို့ကပြောပါတယ်။နိုဝင်ဘာလ6ရက်မှာမြန်မာကျပ်ငွေနဲ့တရုတ်ယွမ်ငွေအတုတွေတဲဆောင်းလာသူတွေကို KIA ထင်းကျုံနေမြေတရုတ်နယ်စပ်အနီးကမိုင်းချာယံမြို့မှာဖမ်းမိကြတာပါ။မိုင်းချာယံမှာသူတို့ကိုဖမ်းမိတဲ့အချိန်ယွမ်ငွေ10သိန်းကိုစစ်တဲ့အချိန်မှာ6သိန်းကအတုဖြစ်နေတယ်လို့တတင်းရထားတယ်ဆိုပြီးကချင်တိုင်းရမြက်ကပြောပါတယ်။ဒီလိုငွေအတုတွေကို KIA ထင်းကျုံနေမြေအတွင်းတဲလာတာဟာ KIO KIA အဖွဲ့အစည်းကိုနာမည်ပြတ်အောင်တော့ဖို့စစ်အုပ်စုဘက်ကစီစဉ်တာလို့အဲ့ဒီကချင်တန်းရင်းမြက်ကယူဆပါတယ်။ဒိန်းစီရရှိထားတဲ့ငွေတွေရဲ့ပုံတွေကိုကချင်တန်းမြက်တို့ကလည်းလူမှုကွန်ရက်မှာဖော်ပြထားကြပါတယ်။အခုလိုငွေတုတွေဖမ်းမိတာကြောင့်လိုင်စာဌာနချုပ်အပေါ်ဝင် KIO KIA ထင်းချုပ်နေမြေတွေမှာတရုတ်ငွေအတက်တွေမြန်မာငွေအတက်တွေကိုလက်မခံဖို့စော်ဩထားကြတာတွေလည်းရှိနေပါတယ်။တရုတ်ယွမ်ငွေအတုဖမ်းမိတဲ့တဲ့တွင်တွေနဲ့ပတ်သက်ပြီး KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ။အာနာသိန်းစကောင်စီဟာစစ်ရေးအရာအရေးနေတဲ့ဒေသတွေကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုမူရစီဝါနဲ့ပတ်သက်တာကြားဖြတ်လုပ်ငန်းတွေမှာပါဝင်တယ်ဆိုတဲ့စစ်ဆဲမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့လုပ်ရဟာတိုင်းရင်းသားတပ်ဖွဲ့တွေကိုနမည်ပြအောင်နဲ့နိုင်ငံရေးအရာတက်ခိုက်တာဖြစ်တယ်လို့ဒေါ်လာရင်းအင်အားစုတွေကတုံ့ပြန်ထားကြပါတယ်ရှင်။ဒီနေ့နေလခင်းဒီနောက်ဆုံးရရှိထားတဲ့ ပြည်တွင်းနဲ့အနိုင်ငံတကာသတင်းတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါရှင်